ာတောင်ပေါ်လန်းတစ်ခုပေါ့ဒါပြန်ထွက်သွားပြီအားလုံးအောင်စလို့ဆယ်ခုလောက်တော့ရှိပြီထွက်လာတာပြောချင်တာဓမ္မမိတ်ဆွေတို့ဒီမှာလမ်းပြီးမှထားတဲ့ကားတွေကိုကြည့်ပါလမ်းကြီးတစ်ဆောက်ပုံကြည့်ပါရန်ကုန်ကနေပြီးတော့မန်းလေးကိုသွားတယ်ပဲပြောပြောရန်ကုန်ကမြကြီးနားကိုတက်တယ်ပဲဆူဆူခီးရတော့အလောက်ကြာလာပေါ့ရန်ကုန်မြကြီးနားသွားနေတယ်ညပိုင်းမှာတကယ်နာမည်ကြီးတဲ့ဟိုချီမင်းသူခေါ်တဲ့ ဆိုင်ကူမြို့တော်နဲ့အခုဒီမှာဒီမှာဖတ်တော်ဖတ်တော်ဖတ်အန်တို့ကျွန်းနေတောင်တွေကြားတွေကစိတ်မြေလေခွင်းနေနေဒီဒရိုင်ဘာကြီးကကမ်းမောင်းနေဒါဥစဉ်တို့ရဲ့ပထမကားပေါ့ဥစဉ်တို့ကား၃စီးစီစဉ်ဆရာတော်ရှင်ဥဒ္ဓမသာရရဲ့ဘီနန္ဒနာမြို့ခီးကိုကိုပစံနဲ့ကိုလိုက်ခဲ့ရတယ်ဆိုပေမဲ့လွယ်လွယ်လေးနဲ့တော့မရနိုင်ဘူး ခုံချစိတ်တွေတအားများတော့နဲ့စားတောက်စီနေထိုင်စိတ်တွေမှာဦးဇင်းတို့တက်တက်တာတာဥဒမတာရရဲ့ဘုံကံကိုမိပြီးတော့ပဲလက်ရတာကောင်းပြီအခုဦးဇင်းတို့ဘလို့သွားနေလဲနောက်မှကားရီဘလို့သွားနေတယ်လဲသိစေချင်တယ်ဦးဇင်းကတော့အခုရှေ့ကိုထွက်လာတချမ်းပေါ့တုံးနေတာလည်းကြာပြီအခါသိဒီမှာသူတို့သုံးတဲ့ကားရီဟာဟိုချီမင်းဟနွိုင်းအထိ ီလိုလမ်းနေလုံးဝအပြက်အပြင်းမရှိဘူးကားဘရိတ်ဒေါင်းဖြစ်တာမရှိဘူးအကုန်လုံးကလမ်းဘေးအိမ်တွေကိုကြီးလိုက်ရင်လေလူလုံးအိမ်တွေမဟုတ်တော့ဘူးဘလို့လူလုံးအိမ်တွေလဲဆိုတော့ဒီကနေ့ဟိုချီမင်းရဲ့မိခင်မန်တာအော့ဖ်ဟိုချီမင်းပြောရမယ်သူ့ရဲ့အိမ်လေးကိုသွားတဲ့အခါမှာဟိုထလက်တဲလေးလူတက်ကဲမိုးလေးပေါ့အခုဦးစင်းတို့ဖြတ်လာတဲ့မိုင်ပေါင်းထောင်ချီ တော့လာရဲ့ခီးမှာတော့အိမ်နေကိုကြီးလိုက်သူ့မိုးကြောင်မိုးအကာအစသူ့အကာအုတ်အကာအဲ့လိုတွေပဲများတယ်ပြောချင်တာကအစင်းနှိမ့်နဲ့တို့ရွာမှာထန်းလက်တဲလေးတွေတက်ကြဲမိုးလေးတွေဝါလေးထင်းလင်းနဲ့ဆောက်တဲ့အိမ်နေမဟုတ်တော့ဒီလမ်းကြီးကလည်းမိုင်မောင်းတောင်းကြီးပြီးတော့ဦးဇနုစီလာခဲ့ပြီတောက်လျှောက်ဦးဇနုကနညာအိတ် ခု2ရက်7နာရီအထွက်လာတာအခုဆိုရင်ည8လွန်ခဲ့ပြီးတော့နောက်ထပ်3ညတောင်ရောက်တော့ဟိုချီမင်းနာလဲနီးပြော sorry ဟန်နွိုင်းနာလဲနီးပြီလို့ပြောရမှာပေါ့နေရာဒေသအကုန်တိကျမသိဘူးပြောချင်တာအားလုံးကညီမျှနေတယ်ဒီသဘောတရားအဖြစ်တွတ်တက်တယ်ဆိုတာကိုသူတို့စီကကားတွေအားလုံးကြည့်ကားတွေဒီရဲ့ကားတွေရဲ့ setting ဒါအញ្ញံဆုံးကားလို့ပြောရပြီလေသူတို့မောင်းနေတဲ့ setting ဘာလို့နောက်မှာတန်ငါးလေးအိတ်နေတာလေးအိတ်စင်တွေအကုန်ကြည့်လို့ရတယ်တော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 ်အူရမန်တာလားသူအကုန်လုံးဒီမန်းဆရာတော်ကြီးဥမာတန်ငါးကြီးအပေါ်ထက်မှာတန်ငါးကြီးအောက်မှာတော့ဆရာလေးနဲ့ယောဂီလည်းပါတယ် ပြောရင်ဒါဥစင်းကဒါလေးကိုပလန်လုံးနဲ့ခီးစင်နဲ့တွားနေတယ်ဥစင်းကတော့ထိုင်ထားနဲ့ခက်တော့ဒီအောက်မှာပဲနေတယ်ဒါပေမဲ့ဘောင်ချင်းနဲ့ဘော်ရီနဲ့မကိုက်ဘူးအာဒါနောက်ကတော့အရင်နံတန်ငါလေးပေါ့အားလုံးဒီမှာနံငါဒါမှကားသုံးစီးတွားခဲ့တာကားသုံးစီးရဲ့အင်အားလည်းတက်ကြည့်လို့ဟိုးမောင်အောက်ဆုံးမောင် နည်းသုံးနည်းလေး40ကျော်လောက်ပါတယ်ဆိုတော့အားလုံးမှာလူ120လောက်ဖြစ်နေမှာပေါ့ဒီခီးစင်းတွေပါမီအခုမြင်တွေ့ရတဲ့လမ်းတွေရဲ့တိဆောက်ပုံကြီးဒီမှာစိုက်ပျိုးနေတဲ့ပင်တွေလားအားလုံးကပြတ်ထွန်းနေတယ်ထိုင်းနိုင်ငံသွားရင်လည်းအဲ့လိုပဲဘီနန်သွားရင်တို့တိုင်းပြည်မှာတော့6ခန်းနေတယ်တို့တိုင်းပြည်ကိုလည်းဖြစ်စေခြင်းလို့ပါအပြစ်မပြောချင်ပါဘူးဒီမဲ့လမ်းတွေကြီးငလင်လုတ်ငလင်လုတ်ပြီးတဲ့ကောင်မှဦးဇင်းလမ်းတွေတအားပြည့်စည်သွားတယ် ်ဦးဒင်းဒီတစ်ခါဦးဒမသားနဲ့သူစကိုင်းကိုသွားရခါမှာတလန်းလုံးတစ်ချိန်ချင်းတအုံအုံနဲ့ဖြောင်ဖြောင်လေးမောင်းရမရှိဘူးဒီမှာကီလို60လောက်ပဲမောင်းလေအဆင်ပြေတယ်ဟိုချင်းမင်းလည်းနီးလာပြီပြောရင်တော့ဟိုဆရာတော်ဦးဒမသားနဲ့လိုက်လာတယ်ကိုစည်းကိုခံပြီးတော့လိုက်လာတယ်ဒါမှမဲ့လေဒီခီးဒီလမ်းကို ဒီလိုငွေမျိုးနဲ့မရနိုင်ပြောချင်တာရောက်နေတဲ့တူတက်နေတယ်။ဟိုတတော်ရီဆိုရင်တတော်ရီရဲ့အသီးပွင့်ကြီးအစုံရှိရဲ့အဲနောက်ဆုံးဒေတာတွေအစားအစာတွေလူတိုင်းလုံးလုံးတယ်။မြို့လေကောင်မှာစိုက်ကယ်တွေအများကြီးရှိတယ်။ကိုပိုင်ကားတွေကိုအချိန်ပြည့်စိုက်ကယ်နဲ့အလုပ်လုပ်တာများတယ်။လမ်းမတိုင်ဘူးကြည့်။ဒါဆိုရင်မြို့ရဲ့အစွန်ပြားမှာဒါအထက်ပိုင်း မြောက်ပိုင်းမြို့တော်ဟိုချီမင်းဟနွိုင်းကိုသွားနေတာတောင်ပိုင်းမြို့တော်ဆိုင်ကုံလို့ခေါ်တဲ့ဟိုချီမင်းကနေပြီးတော့ဟောထွက်လာခဲ့တာပေါ့လမ်းကြည့်လိုက်အိုးရှိတဲ့တိုက်ကလေးတွေကြည့်ဒါရွာလေးတွေပဲရှိသေးတယ်အားလုံးမှာဝန်းနာလူလုတဲ့တစ်တော်ခုတ်တဲ့ထင်းခုတ်ပြီးတော့အဲ့လိုစိုက်တဲ့အဲယူတဲနေမရှိတော့ဘူးသူတို့တနိုင်ငံလုံးမှာအဲ့ဒါမျိုးတွေပဲအဲရွာမှာမြို့မှာချမ်းသာတွေသာတိုက်ဆောက်နိုင် ဒါဒီကြီးတရားယုတ်တစ်ခုပဲယုံကြည်မှုကတော့ဗုဒ္ဓဘာသာရှိတယ်ဒါပေမဲ့မဟာယာနတွေညားတယ်ထိတော်ဝါရနဲနေအဲ့ဒီအာနေချက်ကိုဆရာတော်ဥဒ္ဓမတာရကအခွင့်သာပြီးတော့ဖြည့်စွမ်းခွင့်ရနေတယ်ဘယ်သူမကြိုက်ကြိုက်သူ့ရဲ့မူနဲ့သူ့တရားနဲ့သူ့ရဲ့စွန့်လွတ်မှုအကြောင်းတရားမှမူတည်ပြီးတော့အောင်မြင်မှုတွေဟာမြမာရဲ့ထိတော်ဝါရတာနာ ထမ်းကျက်နေတဲ့ရဟန်းတော်တစ်ပါးအဖြစ်နဲ့တော့ဂုံယူရမှာဖြစ်ပါလေ။ဦးဇင်းတို့မဂုတ်တရားတွေမဂုတ်ဆရာတော်ဖျားကြီးရဲ့ဝိရောမတ်တန်နဲ့သွားတယ်ဆိုရင်သူလည်းငကူကမဂုတ်တရားနဲ့ပဲလာခဲ့တာ။ပြောချင်တာကတိုးတက်ခြင်းနေရဲ့အခုဦးဇင်းတို့မြန်မာနိုင်ငံကထေရဝါဒရဲ့အနှစ်သာအရိယာတစ္ဆာတရားတွေဟာလောကမှာပြန့်ကျဲနေတာဆိုတော့ကမ္ဘာနိုင်ငံအသီးသီးလက်ခံတယ်။အဲ့ဒီထက်မှဟောဒီဗီယက်နမ်နိုင်ငံပို့ပြီးတော့ဂျီနတ်တချီတန်းတောင်းနေ တို့တောင်တွေစိုက်ပြုတ်လို့မြိုင်မှာအဲ့မှာတို့ထိုက်တန်နဲ့ယင်းနီမှုဒါဆိုရှမ်းပြည်တောင်ပိုင်းနဲ့တောင်ဆလာပြီးအဝေးကြီးအနိကကျင်ကိုလာတယ်ဒါပေမဲ့တို့ရဲ့လမ်းတွေအမြင့်တောင်ဆောင်တောင်ပတ်တွေမရှိတော့ဘူးအားလုံးကဖြောင်းနေတယ်လို့ပဲခုနပြောအနှိမ့်မြင့်မရှိဘူးမဟုတ်ပါဘူးရှိမှာပါဒါပေမဲ့အကုန်လုံးဒီလမ်းကိုတိဆောက်ထားတဲ့ပုံကြည့်လမ်းပြီးချထားဖို့ဟိုင်ဝေးလမ်းမကြီးရဲ့ ုံပေါ့နော်နောက်ထပ်ဗာဥသိန်းတို့နိုင်ငံမှာထပ်ပြီးတော့အဲအဝေးပြေးလမ်းမကြီးကိုထပ်ပြီးတော့ဘေးကချဲ့မယ်ဆိုဒါမှမဟုတ်လို့လို့ရတယ်နှလန်းသွားပြန်ပြီးတော့လှုပ်လို့ရတယ်ဒီမှာတော့နှလန်းသွားကိုနှစ်ဖက်လှုပ်တာဒါဒီဘက်ဆိုရင်အစွန်ပြားရောက်လာတယ်ပြောကြတာကအားလုံးဘေးမှာအကာရန်ရှိတယ်ဂျားထဲမှာအတားရှိတယ်ကောင်းပါပြီအကုန်လုံးမှာသူကခရိုင်ချင်းဆက်လမ်းနေမှာလားဒရိုင်းနေအကုန်လုံးဖြတ်တာလေအကုန်လုံးစနစ်ကြတယ်ကုန်ချမ်းစိတ်တွေတကယ်ခံပြီးလှုပ်တာလေဦးစင်းတို့စီကတော့ ဝဲကူးတဲ့လူကမြန်းသွားလို့အကျိုးမများတာလည်းရှိတယ်။တောင်တန်းနေပဲကြည်ပါအလွန်ပြောရင်ကြပါကောင်းပြီပြောကျင်တာတော့တာနာ view ခီးတစ်ခုကို Hello လမ်းသွားရင်ဘုမကြီးဒါတဲအိမ်လေးပဲဒါမဲ့အုတ်ကျုံမှုပျို့ပြက်နေဘုမကြီးခရီးရန်အိမ်နေရှိမယ် ဒီမှာဘယ်တိုက်ကြည့်ကြည့်ဘာကြုံဆိုင်တမောအကောင်လုံးမှာညည်ပြုတ်ကြရောက်ကြစိုက်တွင်အပြစ်လွတ်နေတဲ့မြေမရှိလူငယ်တိုင်းအလုံးလုံးတဲ့သူတိုင်းဝင်ဝင်ရနိုင်အောင်လမ်းနာမြေမရှိဘူးမြန်မာနိုင်ငံမှာလူစွာတွေကြာနေအတိနန်ကြီးမမီတော့အခုကဘယ်တိုင်း အထက်ပိုင်းရောက်လာလေဘူးပြီးတော့အိုင်မကြောက်နဲ့အေးလာတယ်လို့ပြီးတော့တဘာဝဆန်းလာတယ်အလှတွေမြင်တွေ့ရတယ်တကြီးဝါကြီးဆိုလို့လေမအောင်မင်းနဲ့အကုန်လုံးကတန်မိုးရှိတာလေလွန့်ပြရတယ်တခုမှမရှိဘူးခြုံရွယ်ပိတ်ပေါင်းရင်လို့မရှိပဲအတိုးတက်နေတာလို့ဓမ္မမိတ်ဆွေတိစေခြင်းလို့ကိုယ်စလန်ဒါလေးနဲ့အမတန်တင်ထားပါဟဲ့ ဦးဇင်းဟိုဘက်ဖုန်းနဲ့တခုထပ်မတန်းတင်မအောင်မယ်ကျော်ကျော်ကျမ်းမာချမ်းမြောက်ပြီညီမနိုင်ငံကြီးတိုးတက်ပါစေအဲ့ဒါကလမ်းပေးအလုပ်ထားစီအကုန်လုံးကွန်ကရစ်ခါရတာတားတာပါကျော်လာတော့ပြုံမကြအောင် လုပ်တာစနစ်ကြပါလေလို့ပြောကြရင်အလုံးချမ်းမြေနိဗ္ဗာန်ပြီပါအင်းကချမ်းသာရှိပါလေ